ဟယ်လိုဒီနေ့ကကျမရဲ့အိမ်မှာပေါ့နော်စံကေတီလေးလည်းရှိနေတာနဲ့ကလေးငယ်လေးတွေအကြိုက်ပေါ့နော်အဲစံကေကြောက်ကြောက်လေးလှုပ်ရှားဖြစ်တဲ့အတွက်ကြောင့်မလို့လုံနီးလေးကိုမျှဝေပေးလိုက်ပါတယ်ချိုချိုမမွှေးလေးနဲ့စားလို့လည်းကောင်းတဲ့အပြင်ကိုသူကလုံးရတာလည်းအယွမ်းလုပ်ကူတာမို့လို့အိမ်မှာဆမ်းပြီးရုပ်ကြည့်ကြည့်ပါနော် အရင်ဆုံးအနေနဲ့ကျမတို့တွေစံကတိတွေကိုရေးပြအောင်စေထားပေးလိုက်ပါမယ်။ပြီးရင်တော့စံကတိအရည်လေးတွေကိုပေါ့နော် ကျမတို့ညှစ်ပြီးတော့တသက်ဖယ်ထားပေးလိုက်ပါမယ်။အသေးလေးထဲမှာပေါ့နော်ကြံတဲ့အဖက်လေးတွေကိုလည်းကျမတို့တခါတည်းချစ်ထုတ်ပြီးတော့ထည့်ထားပေးလိုက်ပါမယ်။အဲကျမတို့နောက်ပိုင်းမှာအကြောက်ကြောလေးထည့်တဲ့အခါမှာပေါ့နော်အခွန်လေးကိုပြန်ယူမှမို့လို့အခွန်လေးကိုလည်းတန့်စင်အောင်အဲလှုပ်ထားပေးလိုက်ပါမယ်။ ကြောက်ကြော်လေးစားပြီးတော့ကျုပ်ဖို့အတွက်ကျမတို့စံကိတ်သည့်ရည်လေးထဲကိုရေ150မီလီလောက်ထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကျမတို့ရဲ့ကြောက်ကြော်မှုန်လေးကိုထည့်ပေးလိုက်ပါမယ်။ကြောက်ကြော်မှုန်လေးကအဲစံကိတ်သည့်တလုံးစားဆိုရင်25ဂရမ်လောက်ထည့်ပေးရပါမယ်။အရသာအတွက်ဆိုရင်တော့ကျမတို့တကြားလေးရဲ့စားလေးရဲ့ကိုအနှဲငယ်စီထည့်ပေးလိုက်ပါမယ်။ ြီးရင်တော့အိုလီတဲ့ထည့်ပြီးတော့ကျမတို့တွေ7မိနစ်ဝင်းကျင်လောက်ပေါ့နော်ပြစ်လာတဲ့အထိကြိုးပေးလိုက်ပါမယ်စံကေတီရောင်ရကြတော့ပေါ့နော်တိတ်ပြီးတော့မလာတဲ့အတွက်ကြောင့်မလို့ကျမကဖူကာလာလေးအနေငယ်ပေါ့နော်ထထဲလိုက်ပါတယ်အကယ်၍ပေါ့နော်တဘာဝအယောင်လေးအတိုင်းပဲသုံးကျင်နေဆိုရင်လည်းရပါတယ်အခုလောက်နေထားလေးအထိပေါ့နော်ပြစ်လာပြီဆိုရင်ကျမတို့ကြောက်ကြော်လေးအခဲခံမှုအတွက်ပေါ့နော်စံကေတီအခုံလေးထဲကိုထည့်ပြီးတော့အခက်ခံပေးလိုက်ပါမယ် ကြော်ကြော်လေးတွေပေါ့နော်အကုန်ခေဝါးပြီဆိုတော့အင်ဂျင်စမ်းပြီးတော့ရတာရှိတယ်။အားဖြင့်ကြော်ကြော်လေးတွေခရရပါဆန်းနည်းများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်။